မင်္ဂလာပါညီမကတော့ Lisbon Real Estate ကသတိဖြစ်ပါတယ်ဒီနေ့ညီမပြပြပေးသွားမယ်အကြောင်းအရာလေးကတော့သမောသားတွေအနေနဲ့အိမ်ချမ်းမြေတွေကိုဗန်းနဲ့ချိတ်ဆက်ပြီးတော့ဝယ်ယူတဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်သမောသားတွေအနေနဲ့ဗန်းနဲ့ချိတ်ဆက်ပြီးတော့အိမ်ချမ်းမြေတွေကိုဝယ်ယူတဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကတော့နိုင်ငံသားမှတ်ပုံတဲ့မူရင်းနဲ့မိတ္တူနတ်စောရပ်ကွက်ထောက်ခံစာ ိမ်နောက်ဆုစည်ရင်မူရင်းနဲ့မိတူနတ်စော passport အရွယ်စာဓာတ်ပုံနှစ်ပုံလစာပြေစာ6လစာဒါမှမဟုတ်လစာဝင်သောပန်းစည်းများအလုံးဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာအခွန်ပြေစာနိုင်ငံကူးလက်မှတ် payslip ရှိလစာဒါမှမဟုတ်နောက်ဆုံးသက်တမ်းရှိ payslip မိမိရဲ့ bank statement ဒါမှမဟုတ်မိမိရဲ့မိသားစုဝင်တဦးတယောက်ထံလက်ပြောင်းထားသော bank statement လက်ပြောင်းထားကြောင်းထောက်ခံချက် COC မူရင်းနဲ့မိတူနတ်စော CDC မူရင်းနဲ့မိတူနတ်စော passport မူရင်းနဲ့မိတူနတ်စော COC, CDC, SID မူရင်းနဲ့မိတ္တုနှဆောင်နိုင်ငံကူးလက်မှတ်မူရင်းနဲ့မိတ္တုနှဆောင်မိမိတင်မောဆာလိုက်ခဲ့တဲ့ joint day အိမ်အောင်ရှိမရှိလူမျိုးအပြိုးဂရီဝင်ခံချက် အကယ်၍မိမိကအိမ်တော်ဘက်ရှိတယ်ဆိုလို့ရှိရင်မိမိတင်မောက်တက်သွားတဲ့အခါမှာမိမိရဲ့အိမ်တော်ဘက်ကိုជីပီလွှဲပြောင်းခဲ့ပေးပြီးတော့ဂျန်နကိဆော့ဝါဝါကိုဆက်လက်ဆောင်ရွက်နိုင်တယ်လို့အကယ်၍မိမိက လူပြိုလူလို့ဖြစ်တယ်ဆိုရင်တော့မိမိရဲ့သကောင်စင်းထဲမှာပါဝင်တဲ့မိမိရဲ့ဆွေမျိုးတော်ဆက်သူတဦးတယောက်ယောက်ကိုជីပီလွှဲပြောင်းခဲ့ပေးပြီးတော့ဂျန်နကိဆော့ဝါဝါကိုဆက်လက်ဆောင်ရွက်လို့ရပါတယ်။နောက်ဆုံးလိုအပ်တာလေးကတော့အဆောက်အဦဓာတ်ပုံ6ပုံနှစ်စုံစာစတဲ့စာရွက်စာတမ်းလေးတွေလိုအပ်မှာဖြစ်ပါတယ်။ အင်တာနက်ကနေတိုက်ခိုက်နေတဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးပြင်ဆင်ပေးဖို့အတွက်ညီမတို့ Lensberry ရဲ့ Estate ကအမြဲဆင်နေရှိနေပါတယ်ရှင်။